ဒီနေ့ကစပြီးတော့ဟောဒီတာဝရဏနတ်ပြီးကိုဟောဒီကတုံရုပ်တည်းဝင်ခွေထွက်ခွင်းကိုငါမပေးတော့ဘူးနန္ဒောပဏ္ဏနဂါမင်းကြီးကစားပွဲတော့ဝဲကိုခဏထားခဲ့ပြီးတော့ သူဘာလို့လိုက်တော့ဆိုတော့တကိုးကြည့်တဲ့နတ်မင်းကြီးဆိုတော့တန်ဃာတော်တွေရှေ့ရောက်တကိုးနဲ့ခတ်သုံးသုံးလေးသူကအရင်ပြေးသွားသူပါတီဘွားကြီးခဲကောင်းနေမင်းတို့ပါတီဘွားခဏရအောင်ကဒီကဒုံရုပ်တွေကငါပညာပြအောင်မယ်ဆိုပြီးတော့ဒုံကနေတကားနဲ့ပလင်မော်ကနေပြောက်သွားတန်ဃာတော်လေးရှေ့ကသုတ်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 ပြေးပြီးတော့ဖတ်ပြီးကိုသွားတဲ့လမ်းကိုရှေ့ကနေသွားပိတ်တယ်တဲ့ဘယ်လိုပိတ်တော့ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မြင့်မို့တောင်ကြီးကိုခုနှစ်ပတ်ပတ်ထားတယ်ခုနှစ်ပတ်ပတ်ထားတာ ခဏပပလိုက်ပြီးတော့အဲ့ဒါတာဝရိန်သာနတ်မျိုးတော်နဲ့တကောသကြာမင်းကြီးရဲ့ဝေဇယတာဗိမာန်ကြီးရဲ့အထွတ်ထုတ်ပိကာဖိတော်ပြေတော့ဟိုးပြတ်သက်ဆောင်ကြီးရဲ့ထိတ်ဆုံးကအချွန်လေးကိုအဲ့ဒါထုတ်ပိကာလို့ခေါ် အဲ့ဒီထိုးမိကကိုဗပြင်းနဲ့ဖုံးလာတယ်။တော့မြတ်စွာဘုရားနဲ့တန်ဃာတို့တွေကကောင်းငင်ခရီးဆောင်စီးပြီးတော့တပြင်းပြင်းနဲ့ကြွတော်မူလာတာ။အဲ့ဒါတဏှာရောက်တော့ဩရှင်ရထပါဠကမြတ်စွာဘုရားကိုနောက်ကနေလှမ်းပြီးတော့ရှောင်းတယ်။ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားခါတိုင်းဆိုရင်တပြည့်တော်တို့ဒီနေရာရောက်တယ်ဆိုတာနဲ့မြင့်မော်တောင်းကြီးရဲ့တာဝရိန္ဒရဲ့တာဝရိန္ဒရဲ့ပြတ်တဆောင်းနေရဲ့ ဝေဒယံတာကြီးရဲ့ဝေဒယံတာနန်းပြတ်ကထုပိကားလေးကိုမြင်ရပါတယ်ဗျာအခုဒီနေရာရောက်တာတော့မှတာဝရဏနန်းပြည်လည်းမမြင်ရတော့ဘူးဝေဒယံတာနန်းပြတ်ကြီးလည်းမမြင်ရတော့ဘူးအဲဒီလိုလျှောက်တယ်တဲ့ အဲ့ဒီလိုပေါ့လေကောင်းကင်မှာငကောကမြင်နေတဲ့ဟာတွေမမြင်တဲ့အခါကျတော့ရင်ရထပါဠကမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကရှင်ရထပါဠကိုဗာမိန်တော်မူတော့ဆိုရင်ရှင်သာရထပါဠနန္ဒောပဏ္ဏဒနဂါမင်းကြီးစိတ်ဆိုးပြီးတော့အဲ့ဒီမင်းမတောင်ကြီးကိုကဝေဇယန္တနန်းပြတ်ကြီးကိုကမပြင်းနဲ့အုပ်ပြီးတော့သူ့ခொနခွေခွေပြီးတော့ဖုံးလာလိုက်တာလို့မြတ်စွာဘုရားကမိန်တော်မူတော့ရှင်ရထပါဠကအဲ့ဒါဆိုရင် တပည့်တော်တို့သွားတဲ့လမ်းကိုပိတ်ထားတာဒီနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမလိုက်မယ်ဘုရားလို့ရှောက်တော့ရှင်သာသဒ္ဓပါဠိမင်းအသာနေမင်းအဲ့ဒါနဲ့နောက်တစ်ပတ်ဘုသူထွက်လာတော့ဆိုတော့အရှင်ဗတ္တိရတဲ့မေတ္တာရေးငိမ့်ငိမ့်လေးနေစမ်းနောက်ဆုတ်သွားတဲ့ရှင်ဗတ္တိဘုသူထွက်လာတော့ဆိုဘုရင်သားရေးရာဟုလာထွက်လာရာဟုလာကလည်းသူကယဟန္တာဖြစ်ပြီးပြီအာဂမေဟိရာဟုလာရာဟုလာမင်းအသာနေစမ်း ။တပိုင်းတော့ထွက်ထွက်ပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတာ။နောက်ဆုံးဘဒူထွက်လာတဲ့အရှင်မဟာမောကလံ။မောကလံထွက်လာတဲ့အခါကျတော့မရှင်မောကလံကမြတ်စွာဘုရားကိုလျှောက်တယ်။ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား။နန္ဒောပဏ္ဏနဂါမင်းကြီးကိုတပည့်တော်သွားဆုံးမပါမယ်။မေတ္တမောကလံမင်းသွားဆုံးမတာတော့ဆုံးမပေါ့ကွာတဲ့။တကူအရာမှာဣဒတေရထားတဲ့ နဂါဘလောက်ဆိုးတော့ဆိုတာကြည့်တော့ငါဗာမိန်တော်မူလိုက်တော့ဆိုတော့သွားဆုံးမတော့ဆုံးမမောက်ကလန်တဲ့ဒါပေမဲ့လို့တတိထားပါအဲ့တော့ယဟနာရှင်သူမြတ်ကြီးတွေ900ပါလာတာပဲပေးကြရ900လုံးဟာလည်းပဲတကိုးကြီးမြတ်တော်မူတဲ့ယဟနာကြီးတွေပဲအဲ့တော့ယဟနာ900တကိုးချင်းအတုတုပဲဒါပေမဲ့လို့တရားယဟနာကြီးတွေကိုဘုရားကဆုံးမခွင့်မပေးဘဲနဲ့ဘာဖြစ်လို့အရှင်မောကလန်ကဆုံးမခွင့်ပေးတာလို့ဆိုရင် ခိပနိတန်တိလို့တစ်ဆက်ကအဲ့ဒီတစ်ဆက်ကအတွင်းမှာပင်ချက်ချင်းဇာဝင်စားပြီးတော့ကာကွယ်နိုင်လောက်တဲ့စွမ်းအားဟုတ်ကတော့ဒီမှာမရှိဘူးအဲ့ဒါရှင်မောက္ခလံတပါးရရတယ် ဘဂလိုလေးကနည်းနည်းကြားတယ်သူကဇံဝင်သားပဲဆိုလို့ရှိရင်သူပရိကံတွေပါတယ်လုံနေတာဇံဝင်သားသူကနည်းနည်းကြားတယ်ရှမောက်ကလည်းအဲ့လိုမဟုတ်တဆက်ကအတွင်းမှာလည်းချက်ချင်းဇံဝင်သားချက်ချင်းအဲ့ဒီဇံကပြန်ထနိုင်တယ်တဲ့ဘလောက်လှင်မြန်လို့ဆိုတာပရိသတ်အဲ့ဒါကြောင့်မို့လို့သာသနာတော်မှာတကူအရာမှာရှမောက်ကလည်းကိုမိတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်ရှမောက်ကလည်းကအဲ့ဒီတကူဆိုတဲ့ဘွဲ့အေတဲ့တဲ့ဘွဲ့တွန်းကုန်လို့ကိုရထားတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှမောက်ကလည်းကိုရွေးလိုက်တာ အဲ့လိုတကိုးကြီးတဲ့ပုဂ္ဂိုလ်ကမှသုံးမခွင့်ပြုတာဒါတော်မှမြတ်စွာဘုရားရှင်ကိုရောင်များကမှားလိုက်သေးတယ်နော်မနတိကရောဟိမောက္ကလနာစေတမောက္ကလသတိထားနော်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနန္ဒောပဏာဏငဃမင်းလိုမျိုးအကောင်တရားတထောင်သသိမ့်မြင်ဖြစ်ပါစေတပည့်တော်သုံးမနိုင်ပါနဲ့ဗျာအဲ့ဒါမြတ်စွာဘုရားကကဲအဲ့ဒါဆိုလဲသွားပြီးတော့မောက္ကလဆိုပြီးတော့